ဈေးကွက်တန်ကြီးထိုးကျသွားကြရတဲ့ပရီးမီးယားလိဂကစားသမားများ အားလုံးပဲမင်္ဂလာပါကစားသမားတွေရဲ့ဈေးကွက်တန်ကြီးဆိုတာအဆိုပါကစားသမားတွေရဲ့ခြေစွမ်းနဲ့အသက်အရွယ်တို့ပမာမူတည်ပါတယ်ခြေစွမ်းကောင်းပြီးတော့အသက်ငယ်ငယ်သလိုဈေးကွက်တန်ကြီးကလည်းပြင်းနေတတ်ပါတယ် တခါတလေမှာမထင်ထားလောက်အောင်ချမ်းပြပြီးတော့ဈေးဘွက်တန်ကြီးထိုးတက်သွားတာတွေရှိသလိုတရာစီလုံးရုံးကန်နေရတာကြောင့်ထိုးကျသွားတာတွေရှိတတ်ပါတယ်။အဲဒါကြောင့်ယခုနှစ်အတွင်းမှာပရီးမီးယားလိမှာဈေးဘွက်တန်ကြီးထိုးကျသွားခဲ့ရတဲ့ကစားသမားတွေအကြောင်းကိုဆက်ပြပြပါမယ်။နမတီနီကတော့ပကွီတာပဲဖြစ်ပါတယ်။ဝါဆန်ကွင်းလယ်လူပကွီတာဆိုရင်တော့ပြီးခဲ့တဲ့ရာသီကအထိဈေးကွက်တန်တီး65တန်တီးရှိခဲ့ပါတယ်။ ရာဒီမာတော့သူ့အင်းနဲ့ခြေစွမ်းပိုင်းရရုံးကန်နေလျာပြီးတော့ကိုပေါင်ဝင်ပတ်သက်မှုကလည်း၄ချိန်သာရှိထားခဲ့ပါတယ်။ဒီရဲ့လက်ရှိဈေးကွက်တန်ကြီးအားဆိုရင်ပေါင်35တန်းသာရှိတော့ပြီးတော့တနည်းထဲတန်း30လောက်ကူကြပါခဲ့တာပါ။ဒါခြေစွမ်းကြောင့်အပြင်လောင်းစားမှုတွေနဲ့ဆွဲချက်တင်ကြန်ထားရတာကြောင့်လည်းဖြစ်နိုင်ပါပဲ။သတင်းတွေအားဆိုရင်ပကွီတာရာသက်ပံဘောလုံးကစားခွင့်တော့ပိတ်ခံရနိုင်ရရှိနေတာပါ။ နံပါတ်1နေရာမှာတော့ဒီလေဂျီဆူနဲ့ဂရီလီရှ်ဟိုးကပူးတွဲရည်တည်နေကြပါတယ်။ဒီကစားသမားတွေကတော့တနည်းအတွင်းမှာဈေးကွက်တန်ကြီးပေါင်25တန်တိထိုးချသွားခဲ့ပြီးတော့ဒုတိယနေရာမှာတက်တည်နေကြပါတယ်။ဒီလေကလည်းကလေးဘိုအတင်းကနေဒေဂျီရိုစီဘူးပြောင်းလာပြီးမှဒီလိုမျိုးထိုးချသွားခဲ့ရတာပါ။ဂျီဆူကတော့ဒီတရားသူလုံးကိုဒရာရီနဲ့လုံပန်းနေခဲ့ရတာကြောင့်ဖြစ်နိုင်ပါတယ်။အင်္ဂလန်ကမူဂရီလစ်ကတော့တန်တရာလန်ချင်းဆိုတာတပြည့်ပြည့်နဲ့ပေါ်လင်လာခဲ့ပြီးတော့ဘူဘူးတို့စီမံတဲ့နေရာမရတော့ပါဘူး။ နံပါတ်3နည်းကတော့ဒီ blinder ဖြစ်ပါတယ်။ပြည့်ရရတာလေကစားသမားတွေဆိုရင်အသိကြီးတွေကခေါ်ယူမှုလည်းနည်းလာကြပြီးတော့ဈေးကွက်တန်ကြီးချလာတတ်တယ်ဆိုတာသဘောပဲဖြစ်ပါတယ်။လူမှုရေးတွင်းလည်းကစားသမားတွေဒီ blinder လည်းအသက်ရကစကားတွဲလာကြပြီးဖြစ်ပြီးတော့အသိမှပုံမှန်နေရာမရတော့ပါဘူး။ဒီပါလေရာသီကုန်မှာအသိမှနေထွက်သွားမယ်ကစားသမားတွေဖြစ်ပါတယ်။ ဒီ brand အားသနစ်ထဲအတွင်းမှာတင်ဈေးကွက်တန်ကြီးပေါင်23တန်းလောက်ထိုးကျသွားခဲ့ပြီးတော့လက်ရှိသူ့ရဲ့ဈေးကွက်တန်ကြီးကပေါင်28တန်းပဲရှိကြတာဖြစ်ပါတယ်။နံပါတ်၄တွင်ကတော့4တန်းပဲဖြစ်ပါတယ်။4တန်းကလည်းပြီးခဲ့တဲ့ရာသီတွင်က No Product အဓိကကစားသမားတူဖြစ်ခဲ့ပြီးတော့ PFA တနစ်တာအကောင်းဆုံးကစားသမားဆီကူပါရရှိခဲ့ပါတယ်။ဘာမှလည်းဒီရဒီမှာတော့ဖိုတန်တယောက်ခြေစွမ်းပိုင်းရုံးကန်နေခဲ့ရတယ်လို့အသင်းမှလည်းအရေးပါမှုကြီးဆင်လာခဲ့ရပါတယ် ပြီးခဲ့တဲ့နှစ်ကနေလက်ရှိချိန်ထိတနည်းအပြင်မှာ4ဒိုင်းဈေးကွက်တန်ကြီးကပေါင်သား20လောက်ထိုးကျသွားခဲ့ရတာပါ။နံပါတ်5နေနေကတော့ဥရဝေးပိုင်နယ်ကုန်းလည်းဖြစ်ပါတယ်။ဒါမဲ့လူငယ်ကြီးကလည်းပပိုးအသင်းမှာနေရာမရဖြစ်နေပြီးတော့ချောင်းထိုးထားခြင်းကိုခံနေရပါပြီ။ slot ကလည်းအသင်းရဲ့တိုက်စစ်မှာ Gabo DS နဲ့ဆာလာတို့တွဲကူတာပုံမှန်အသုံးပြုနေပြီးတော့ချို့ပွဲတွေမှာသာပိုင်နယ်ကုန်းတိောက်ဖွင့်ရခဲ့တာဖြစ်ပါတယ်။ ဥငင်းရဲ့တနေ့အတွင်းမှာဈေးကွက်တန်ကြီးပေါင်15တန်းနဲ့ထိုးကျသွားခဲ့ရပြီးတော့လာမယ့်နေ့မှလည်းပကိုးတင်းကနေထွက်ခွာသွားနိုင်ရှိနေပါတယ်။စောင်းနေကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။